ိတ်ပြတ်ဖို့ကောင်းတဲ့ခြေစွမ်းနဲ့ဘုံမောက်စီအားတည်တမက်ရခဲ့တဲ့ Chelsea Welcome to my party we're just getting started a life is a dream or a nightmare scarred မင်္ဂလာပါဗျကိုခိုင်းစတာဖုတ်ဘောရှော့နဲ့ကျူဒူဝါရီကျွန်တော်ကိုခတ်မှာဘုံမောက်နဲ့ Chelsea တို့ရဲ့ပွဲပြီးသုံးသပ်ချက် full time review ကိုလုပ်ပြီးသွားကြမှာတယ်ဘုံမောက်စီအားတည်တမက်ရတယ်လို့ပဲပြောရမှာပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီပွဲစဉ်မှာ top stars တွေကဘုံမောက်က Chelsea အသင်းထပ်ပို့ပြီးတော့အခွင့်အရေးတွေရခဲ့တဲ့အတွက်ကြောင့်ဖြစ်ပါတယ် ဒုတိယပိုင်းရောက်တဲ့အခါမှာချက်သီးအသင်းဒီကစားကွက်အနှဲငယ်အသာသီးရပြီးအခွင့်အရေးတွေရခဲ့တာပါပထမပိုင်းမှာတော်တော်ဆိုးရတဲ့ခြေသွမ်းမျိုးနဲ့ကစားသွားခဲ့တာဖြစ်ပါတယ်ကျွန်တော်ဒီအဒီကြည့်ခဲ့တဲ့ချက်သီးအသင်းရဲ့စွမ်းဆောင်ရည်တွေထဲမှာဒီပွဲစဉ်ပထမပိုင်းရဲ့စွမ်းဆောင်ရည်ကအဆိုးဝါးဆုံးဖြစ်ပါတယ်တပွဲလုံးကိုခြုံကြည့်မယ်ဆိုရင်လည်းဘုံမောက်အသင်းကပိုကောင်းတဲ့အသင်းဖြစ်ခဲ့ပါတယ်တိုတယ်ရှုတ်ပေါင်းဘုံမောက်က73ချိန်ချက်သီးက73ချိန်ရှုတ်တွန်တာဂက် ဘုံမောက်9ချိန်ချယ်ဆီက4ချိန် big chance ဘုံမောက်က2ချိန်ရခဲ့ပါတယ်အဲ့တို့ကြောင့်ဘုံမောက်ကပိုကောင်းတဲ့အသင်းလို့ပြောတာပါဆိုတော့ကျွန်တော်တို့လွန်ခဲ့သောနှစ်ပတ်သုံးပတ်လောက်ကအာစနယ်တို့ဘာစနာတို့ကိုကန်ခဲ့တဲ့ချယ်ဆီကဘယ်ရောက်သွားတော့မသိရင်အိမ်မက်ကြီးမှတ်နေတယ်လို့ပဲဟာဒီချယ်ဆီကအဲ့ဒီတုန်းကကန်ခဲ့တဲ့ချယ်ဆီနဲ့တူလားအဲ့ဒီချယ်ဆီဟိုဟောဟိုးရဲ့လားဆိုတော့ကျွန်တော်တကယ်အိမ်မက်လို့ဖြစ်သွားတယ်အဲ့တော့ ဒီဂျိုင်ယန့်ထဲမှာကန်သွားတဲ့ရပ်ပိုင်းမဲခြားသွားတဲ့ပွဲစဉ်နှစ်ပွဲမှာ ဖြစ်သွားခဲ့တဲ့ Chelsea သည်အရင်အားကောင်းမောင်းတဲ့ Chelsea နဲ့ opposite အခြေအနေအဲ့တို့ကြောင့်ပွဲစဉ်တပွဲရှုံးရင်ဘလောက်ထိအရေးပါတယ်လဲဆိုတာကျွန်တော်အမြဲထောက်ပြတာပါ least နဲ့ရှုံးတဲ့ပွဲစဉ်မှာအခုကန် over ဗျာတပွဲလောက်ရှုံးတာဘာဖြစ်လဲလို့ထင်ကောင်းထင်နိုင်တယ်အဲ့လိုထင်တဲ့သူတွေလည်းရှိမှာပဲ over မဟုတ်ဘူး ရှုံးသိမ့်ရှုံးတဲ့ပွဲရှုံးသွားတာဘာစိတ်တဲ့ဘိုင်းမှလည်းမထီဘူးဘာစနာကိုရှုံးသွားလို့လည်းပြဿနာမရှိဘူးဒါပေမဲ့လီးစ်တို့အသင်းမျိုးကရှုံးကိုမရှုံးသင့်တဲ့အသင်းမျိုးအဲ့လိုရှုံးမှုမျိုးကနေကျွန်တော်တို့ရဲ့ဗာမို့ဆိုတဲ့လှုပ်ဆန်းกว่าလှုပ်ထားกว่าဆိုတဲ့စိတ်တက်ကြီးဟာပြတ်သွားတယ်ဗျအဲ့ဒီစိတ်တက်ကိုပြန်ပြီးကျွန်တော်တို့မွေးမြူရတော့မယ်ဒါက တပွဲနှစ်ပွဲနဲ့မရဘူးသုံးလင်း၅ပွဲ၆ပွဲလောက်မွေးမြူပြီးကမှအဲ့ဒီအချိန်အဟုန်နဲ့နောက်လာမဲ့ပွဲစဉ်တွေကိုကျွန်တော်တွေဆက်လက်ရှင်ပြန်ရမှာပါအဲ့တော့ဒီပွဲစဉ်မှာမာရက်စကာကတော့သူနည်းနည်းလေးတော့တခါတည်ပြင်ပိုးတည်သွားပြီဗျလီးစ်နဲ့ပွဲစဉ်ရလို့မျိုးမလျော်ကားတော့ဘူးနော်အဓိကပွဲထွက်ကစားသမားတွေကိုတည်ပြီးတော့သုံးလာခဲ့တယ်ဒါပေမဲ့ Moises Caicedo မပါဝင်မှုက Chelsea အသင်းရဲ့ကွင်းလယ်ဟန်ချက်ကွင်းလယ်တယ်မဟုတ်ပါဘူး ချယ်ဆီတသင်းလုံးရဲ့ဟန်ချက်ကိုရင်းငိုက်သွားစေခဲ့တယ်။ကျွန်တော်တို့ချယ်ဆီတင်းရဲ့ဂွင်းလယ်မှာ Reece James တီတကယ်ဒီပလိုင်းရဲ့ midfielder ကစားသမားစစ်စစ်မဟုတ်ဘူး။သူကနေရာလွတ်တွေကို light fill up လုပ်ပေးတဲ့ပုံစံမျိုးပဲကစားနိုင်တာ။ Enzo Fernandez က defensive action ပေးနိုင်တဲ့သူမဟုတ်ဘူးဗျာ။အဲဒါကြောင့်နံပါတ်6တို့7တို့နေရာမှာဘောလုံးဆုံးရှုံးသွားတဲ့အချိန်ဆိုရင်လောက gap ကြီးတွေဖြစ်နေရော Cliver တို့ Ellis Scott တို့ လွတ်လွတ်လပ်ဘောလုံးပေးလို့ရခဲ့တယ်။အတိကဂိုးသွင်းလို့ကောင်းမဲ့နေရာတွေမှာပဲ Chelsea ကလစ်ဟာမှုတွေအများကြီးပေးခဲ့ရတာပါ။ကျွန်တော်တို့ကန်ကောင်းသွားတဲ့အချက်တစ်ချက်ကဘုံမောက်ဒီစီမီညိုကိုအရန်အားကိုးတယ်။ Central Zone ကနေပဲတကယ်တီးမယ်တိုက်မယ်ဆိုရင် Chelsea ကိုဂိုးရနိုင်ကြီးတွေအများကြီးပဲ။ဒါပေမဲ့ဘုံမောက်တင်းကဘောလုံးရပြီဆိုတာနဲ့စီမီညိုပဲတောက်လျှောက်ပြီးနေတဲ့အတွက်ကျွန်တော်တို့ရဲ့အဲ့လစ်ဟာနေတဲ့ zone เนาะဒါမှမဟုတ် between the lines တွေကအနေငယ်တက်တာရရခဲ့ပါတယ် Moses Caicedo မပါဝင်တဲ့လိဟာမှုရအဲ့လောက်ထိကြီးတာကတော့မဖြစ်သင့်ဘူးဗျ Caicedo လည်းတစ်ခါတရံနေမယ်တစ်ခါတရံဒန်ရမယ်ကျွန်တော်ရေရှည်ဘယ်လိုလုပ်မလဲဒါကို Anthony Morris ကနေနဲ့အကောင်းဆုံးဖြည့်ရှင်းတင်ပါတယ်အဲ့တော့ပိုပြီးဆိုးတဲ့အချက်ပေါ့နော်အားလုံးလည်းသိတာထင်ရှားသွားမြင်ရတဲ့အချက်ဒီဒီပွဲစဉ်မှာတစ်ဖက်အသင်းရဲ့ final တက်ကိုယ့်အသင်းရဲ့ attacking တက်ရောက်ရင်ဘောလုံးပေးတာနဲ့ပြက် အဲ့ဒါကြီးကတော်တော်စိုးစိုးပြတခါလဲမဟုတ်နှစ်ခါလဲမဟုတ်ပထမအိမ်မှာကတည်းကပါမဘောလုံးဆွဲတယ်ပေးလိုက်တယ်နတူပြက်သွားတယ်နတူကနေပြန်ချိုးပေးတယ်ပြက်တယ်ဂါနာချိုးပေးတယ်ပြက်တယ်ဂါနာချိုးကပြန်ပေးတယ်ပြက်တယ်ပြက်နေတာကြီးပဲဘောလုံးကနှစ်ခါလောက်တည်းပြီးပြက်သွား final တက်တယ်မှာဘောလုံးပေးပြီးပြက်နေမှာတော့ဗျာဘလို့ကိုးသွေးမလို့အဲ့လီယန်ဒီလပ်လဲနောက်ကစန်စီနဲ့ကွိုင်တက်နေစန်စီကိုသူကဆလောက်တာ အပြီးတော့သူပဲနာကြီးထွက်သွားတယ်အဲသူရှိနေတဲ့အချိန်ကာလတုန်းကလည်းဘာမှတော့မထူးပါဘူးအဲ့တော့သူ့ဥစားမဂီယူဝင်လာတယ်ဂီယူကလည်းတကက်တောက်ကျိုးနဲ့လာမာစီယာထွက်လေးကံပြီးတော့ဒလေးနေဖြစ်သူရှိရဘောလုံးဖြတ်သွားပြီဆိုရင်လည်းဒီတိုင်းရက်ကြည့်နေရက်ကြည့်နေအတူလေးတွေပြန်တွဲပေးရင်လည်းများရင်များနဲနဲနဲအဲ့ဒီချယ်ဆီတင်းရဲ့အတကင်တက်ကြီးကတော်တော်ရုပ်ပြက်စင်းပြက်ဖြစ်ခဲ့တာဗျဒီလိုမျိုးဖြစ်သွားခြင်းဒီ မွိုင်းဆက်ကိုင်ဆိုကြောင့်ပဲအဲ့တို့ကြောင့်ကိုင်ဆိုရဲ့အရေးပါအရောက်မှုဟန်ချက်ကြီးကအရင်ကြီးမားလွန်းနေဗျအန်ဒိုဖာနဒက်စ်ဒီပွဲမှာလုံးဝလစ်နေတာဘောလုံးပေးပို့မှုတွေလည်းမမေရထူးထူးခြားခြားဘာမှမရှိခဲ့တယ်လို့ခန်းစစ်ဆွမ်းဆောင်ရင်ကောင်းမှုတွေလည်းဘာမှမရှိခဲ့ဘူးစိုက်ဘက်ကစားသမားတွေတောင်မှဒီနေ့ပွဲစဉ်အနေနဲ့ကြောင်ပြောင်နေကျွန်တော်ကူကူရဲရပုံမှန်ဆွမ်းဆောင်ရင်ကောင်ပြလိပြတာရှိတဲ့သူတော့တိတ်အစ်စင်မပြေခဲ့ဘူးပေါ့နော်မဲလိုကူစတိုကလည်း ကောင်းတဲ့ action လေးတွေအနေငယ်တွေ့ခဲ့ရတယ်ဆိုရင်မဲများသောအားဖြင့်စီမီညိုကိုအသေးအတန်ထိမ့်သိမ့်ပြီးတော့ကစားသွားခဲ့ရတယ်။နောက်တစ်တစ်ချက်က Enzo Morris ကဒီအဲ့ white center back ပုံစံမျိုးတွေထုတ်ဆော်တာအရင်သဘောကျတယ်ဗျ။ဒီလိုပွဲမျိုးတွေကမစော့တင်ဘူးပေါ့နော်။ကစားသမားတွေပွဲပန်းနေတာလည်းပါတယ်။တောင်မန်ကစားသမားတွေကောင်းနေလည်းပါတယ်။အဲ့တော့ white center back ထုတ်ဆော်ပြီးနောက်ကိုပြန်မလိုက်နိုင်ရင်တစ်ဖက်အသင်းရဲ့အခွင့်အရေးတွေကိုကျွန်တော်တို့က ဖန်တီးပေးလိုက်တဲ့ပုံစံမျိုးဖြစ်ဖြစ်သွားတာကြီးလဲတွေ့ရတယ်ကိုသမားရောဘတ်ဆန်ချက်တချို့ပရုကာကွယ်မှုတွေကောင်းမွန်တဲ့အတွက်ကြောင့်လဲကျွန်တော်ဂိုးမပေးခဲ့ရတာဘရိုမမိလားမသိဘူးစီမီညိုကန်သွင်းတဲ့ဒေါင်းပြက်ကန်ချက်ကြီးဆိုလုံးဝဂိုးဝင်ရမယ်အကွက်ကြီးနော်ကျွန်တော်စီမီညိုကိုထိန်းတဲ့နေရာမှာအဲ့လိုစပြတဲ့လင်ပြောက်တဲ့ပုံစံမျိုးတွေဖြစ်နေတာဝိုက်စန်တာဘက်ပုံစံထိန်းထိန်းမဲလိုကူစတိုဘက်ထိန်းထိန်းဘလို့မအဆင်မပြေဘူးအဲ့တော့မဲလိုကူစတိုနဲ့ရီစ်ချင်းထဲ့တယ်ဆိုပေမဲ့မဲလိုကူစတိုဒီစီမီညိုကိုအာယုံအပြည့်ဝစိုက်ပြီး ထိန်းနေရတဲ့အတွက်ကြောင့် central zone မှာထင်တော့ overload မဖြစ်တော့ဘူး overload မဖြစ်တဲ့အခါကျတော့ပြိုင်ဘက်အသင်းရဲ့ဂွန်းလည်းမဆိုးမိုးနိုင်ဘူးနောက်အားနေချက်တွေကတော့အများကြီးပဲ player တဦးတယောက်ချင်းစီကိုထပ်ပြောရမယ်ဆိုရင်ရွှေကိုပြန်ပါဝင်လာတယ်ကျွန်တော်ကအစိုးရတွေက fit ဖြစ်မှာပါဝင်စီခြင်းတယ်ကိုပါမားကလည်းကံမကောင်းလို့ပဲပြောရမှာဘာစနာတို့အာစနယ်တို့နဲ့ကန်တဲ့အချိန်မှသာ तू ပါဝင်ခဲ့ရင် तू ရဲ့စိတ်ပိုင်းဆိုင်ရာအရာကောင်းမွန်တဲ့အပိုင်းကို तू သွားနိုင်တယ် ဒိုင်ရင်ရပြီးသားကစားသမားတယောက်ပဲချက်ချင်းတော့ခြေသွမ်းမပြနိုင်ဘူးခြေသွမ်းပြဖို့အတွက်မျောလင်းချက်ကောင်းနေသူရနိုင်တယ်သို့တော့ခြေစည်းပြန်ကျတဲ့အချိန်ကြမှာဒါကျနေတာပဲလေကျွန်တော်လီးစ်နဲ့ပွဲရလဲဆွမ်းဆောင်ရင်မကောင်းဘူးဒီပွဲစဉ်ကလဲဆွမ်းဆောင်ရင်မကောင်းဘူးဘယ်လိုလုပ်မလဲအဲ့လိုအချိန်ကြီးမှာပါမားပြန်ဝင်လာတဲ့အချိန်မှာကျွန်တော်မန်ဒေတောင်အနေနဲ့ထိခိုက်သွားမှာအစိုးရနေပါမားဒီနေ့ပွဲစဉ်မှာဘာမှရေရရာကိုလုံးမပြနိုင်ခဲ့ဘူးအဲ့တော့ကျွန်တော်ခုနကပြောခဲ့တဲ့နေရာတွေပေါ့နော်ဇုံ14တို့နံပါတ်6နေရာတို့က ် reef chain တယောက်ထဲနဲ့ဘာမှလုပ်လို့မရအောင်အဲ့နေရာကို reef chain ဟိုမြေအောင်ရှုဖို့အတွက် vision အဲ့လောက်အစင်မပြေဘူးဒါ reef chain အပြစ်မို့ reef chain right back ကစားသမားရန်ဖန်အခါမှအထဲထဲဝင်ဆော့ပေးတာအဲ့ deep line midfielder တယောက်မရှိခြင်းရဲ့အဓိကအခန်းကဏ္ဍဖြစ်ခဲ့ပါတယ်အဲ့တော့ကျွန်တော်တို့ကွင်းလေကြီးကယော့တီယော်ရဲကြီးဖြစ်ပြီးတော့ပြိုင်ဘက်အသင်းဒီနေရာက ထိုးပေါက်ခြင်းတွေကိုတောက်လျှောက်ခွင့်ပြုပေးခဲ့ရတယ်အဲ့တော့ပွက်ပြီးသွားတဲ့အချိန်မှာလည်း ျွန်တော်အနေနဲ့လူအပ်တဲ့အနိုင်သုံးမှတ်မပြောနဲ့ပေါ့နော်ပထမပိုင်းမှာတချို့ပေးကူတွေကိုခွင့်မပြုခဲ့ရတဲ့အတွက်ကြောင့်ဒါတေတမတ်ရရှိခဲ့တယ်လို့ပဲပြောရမှာပါဆိုတော့အနည်းချုပ်ရမယ်ဆိုရင်ဟိုကြက်တဲခတ်ခဲတဲ့အချိန်ကာလတွေဗျာတကယ်ခါသီနိုဝင်ဘာကိုဖျက်သန်းခဲ့ပြီးပြီးဆွီဒီဇင်ဘာရောက်မှကျွန်တော်တွေကမဆွီနိုင်တာအတိတ်ပဲတော့သိမရှိဘူးဗျအဲဒူမာရက်စကာအနေနဲ့ချက်စီကိုဒီတက်ဖို့ကောင်းအောင်လုပ်ဖို့အများကြီးပြင်ဆင်သင့်ပါကြောင်းသုံးသက်ဆွေးနွေးနေတယ်ဗျဗီဒီယိုလေးဒီမှာနားခွင့်ပြပါ ဆုံးထိကြည့်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ